Okay မင်္ဂလာပါကျွန်တော်တို့ CVS computer နဲ့ပြန်လည်ကြိုတွေ့ပါတယ်ဟုတ်ကျွန်တော်ဒီခေါက်ပါအောင်သင်ပြမယ်ဆိုရင်တော့ number data type လို့ပါတယ်ပိုင်းတုံးက essential data တဲ့မတိမဖြစ်သိရမယ့် data type ကဘလို့ခြုံပြောမယ်ဆိုရင် number number အောင်စုရှိတယ် name ပြင်းနေဆိုရင် string အောင်စုရှိတယ်ပြီးကျွန်တော်တို့ boolean အောင်စုရှိတယ်ပြီးကျွန်တော်တို့ data တွေအများကြီးတင်းနေ array ပေါ်လာ list ပေါ်လာဟုတ်နော် data variable နဲ့တခုတည်းကိုတန်ဖိုးအများကြီးတင်းရတယ်အမျိုးအစားရှိတယ်ဟုတ်နော် အဲ့ဒီလိုအဲ့ဒီဆံမှာကျွန်တော် number တွေကတိုင်းလိုနည်းနည်းလေး detail လေးတိတ်တိတ်လေးပေါ့ဟုတ် number ကနန်ကျွန်တော်တို့ဒီအပြင်မှာတော့1ပြည့်နဲ့1.0နဲ့2လေလို့ခံလာရတာခံလာနေမယ်ကျွန်တော်တို့ကုဒါတာလို့မခံလာအကုန်လုံးခွဲချတာဟုတ်နော်အဲ့ဒီမှာ number တွေဘယ်လောက်ရှိရလဲ integer ရှိတယ်အင်းရတယ်ကျွန်တော်တို့ gain ပြ floating point ရတော့တက်တမနေအောင်ဗျာပြင်တော့ complex number ဟုတ်လောက်ထွေးနေတဲ့ number တွေကြည့်မယ်ဒါကောင်ကဘယ်လိုခြေနေရှိလဲဒါအဲ့ဒါကျွန်တော်တို့ integer ကိုခြေနေတယ် integer မှာကျွန်တော်တို့ တန်ဖိုးတို့မှာ HTTP 1ဆိုရင်ပုံမှန် HTTP 2ဟုတ်ပြီအဲဒါနဲ့ကျွန်တော်ရှိမှာကွန်ပျူတာရဲ့ number system လေးပြောခဲ့တယ်ကွန်ပျူတာရဲ့အခြေခံ number system လေးမျိုးရှိတယ် base 2 base 8 base 10 base 60ဟုတ်နော် binary order decimal နဲ့ decimal နဲ့ hexa decimal အဲ့ဒါရှင်းအောင်ဟို number system နဲ့ဒါမြန်ပြီးတော့အချင်းချုပ်တယ်ပြီးရင်တို့အဲ့ဒီမှာကျွန်တော်တို့ base 10ကလွယ်ဟုတ်နော်ပုံမှန်ကျွန်တော်တို့သုံးနေတဲ့ integer number ဒီနေ့သုံးကားကျွန်တော်တို့90အဲ့ piston system တို့ပြီးတော့ generic system တွေကိုငါရေးတဲ့ number ကဒီလို system ပါငါက piston နဲ့ရောလေးပြီးမင်းတော့အဲ့လေးပြီးတော့ binary နဲ့ sorry base h အနေနဲ့လည်းမြင်လို့ရတယ် hexadecimal base 60အနေနဲ့လည်းမြင်လို့ရတယ်ဟုတ်လားလေးနဲ့အဲ့လေးอ่ะ okay အဲ့ဒါလေးကိုတော့တွန်းရမယ့်အခြေအနေကြီးရှိအာဒါ hexadecimal တန်ဖိုးပုံစံရေးပါရမယ်ကိုရေးတဲ့ဥစ္စာတွေက hexadecimal system နဲ့ရေးလာပါ octadecimal system နဲ့ရေး octadecimal system နဲ့ရေးလာပါ bit to binary system နဲ့ရေးတာပါဆိုတော့ပြပေးဖို့လေကျွန်တော်ဘာမှမခက်ဘူးဒီ base တန်းကလွယ်ကျန်တဲ့သုံးခုမှာရှေ့မှာ0လေးဆက်လိုက်အောင်နော်ရှေ့မှာပါလေးရေးမယ်0လေးရေးပြီးတော့ binary ဆို b ရေးမယ် sorry ရှေ့မှာ0ရေး binary ဆို b binary system နဲ့ရေးတာပါဆို b ကိုရေးမယ် outer system base system နဲ့ရေးတာပါဆို o ကိုရေးမယ်ဟုတ်ကဲ့ hazardous immune system 16 16စာတိုဂိန်းနဲ့ရေးတာပါ16 base system နဲ့ရေးတာပါဆိုတော့ဘာလဲ h ကိုရေးကြည့်နမူနာလေးတစ်ချက်ရေးတာနော် န်းကြီးတော့တရနော်တရခဏကတော့နံပါတ်ကတော့တရတန်ဖိုးလေးကတော့ကျွန်တော်ဗာလေးပဲတရပဲဒါ print ဆိုတာတရကို decimal system နဲ့ရေးဒါ decimal system decimal literal လို့လည်းခေါ်တယ်ဒီလိုရေးတာတွေတော့ဗာလို့ခေါ်တယ် literal လို့လည်းခေါ်တယ်ဒီလို imaginary ဒါဒီလို assign လုပ်တာအောင် assign value လို့လည်း literal လို့လည်းခေါ်တယ် mass string မှာဆိုလဲ string literal ဒါဆိုရင်တို့ integer literal ပေါ့နော် integer ဘယ်လိုတွေ assign လုပ်ကြလဲဒီလိုမျိုးရှိရဲဆိုတော့ကျွန်တော်ပြ test ဒါ no variable တွေဒီ test လေးကိုကျွန်တော်လုပ်လို့တော့ variable နည်းတစ်ခုပဲ variable နည်းနည်းတစ်ခုပဲဟုတ်ကဲ့ variable နည်းနည်းတစ်ခုလေးကိုကျွန်တော် number system ကွန်ပျူတာ number system လေးမျိုးလုပ်ထည့်ဒီတရားလေးပဲဒါ decimal system နဲ့ရေးလိုက်တာဒါတရားဟုတ်ပြီထုတ်ကြည့်အာပုံမှန်ထွက်တယ်တရားဟုတ်ပြီအာဒီတရားနောက်တစ်ခု system နည်းတစ်ခုနဲ့တစ်ခုပြောင်းလို့ရတယ်ဒါလည်းကျွန်တော်ပြချင်တာပြတော့ brain ဆိုတဲ့ method တွေလည်းမိတ်ဆက်ဟုတ်မင်းတို့ဒီရှိမှလည်းနည်းနည်းမိတ်ဆက်ခဲ့နော်ဘေးဟုတ် decimal system နဲ့ binary system တောင်းနေတာပြောင်းနေတဲ့ဟာကို building function လေးကိုသွား sorry method mode function တောင်းအောင် function တောင်းအောင် sorry sorry နည်းနည်းသွားနှုတ်ကရောင်းရောင်းနေတယ်နည်း java တွေနဲ့ရောရောနေတယ်ဟုတ်ပြီ building function ပြင်ပြင်အောင်တောင်းမယ်ပြင်ပြီးတော့ item မှာတော့တို့ parameter နည်းနဲ့ဗားလေးချက်ဒီ test ဆိုရင်ဘယ်လိုလုပ်ထည့်ဟမ်နောက်က outer decimal ဒီတရားပဲကျွန်တော်တို့ outer system ပြောင်းကြည့်တယ် test ဒီတရားပဲကျွန်တော်တို့ hexa decimal system ဟုတ်လား16 base 60 system ကိုပြောင်းကြည့်ပါကနန်းတို့ဟုတ်လားနောက်တစ်ခုကျွန်တော်တို့ဒီတရားပဲ 0b ဆိုပြီး binary system နဲ့လောက်လိုက်တယ် 0b လို့ရိုက်လိုက်မယ်ကျွန်တော်အမြင်မှာ 0b လို့ဖတ်မှာအောင်ဒီထွက်လာတဲ့ပုံစံကျနော် just စတဲ့ bin binary system binary system ပြန်ကြောင်းကြည့်ရအောင် binary system ကျွန်တော် binary system ပြန်ကြောင်းကြည့်ပြီးတော့ sorry binary ရော binary system ကြောင်းတော့လေ binary system ကြောင်းမယ် binary system ကြောင်းတော့ဒီလို 0b ပြန်ထွက်ချင်ဟုတ်လားပြန်တော့ outer system ကြောင်းနဲ့ hazard decimal ကြောင်းကြောင်းလဲကြောင်းလဲလို့ရပြန်တော့ outer system နဲ့ရေးမယ် 0o ဟုတ်မလားတရားဝင်ဒီတရားဝင်တန်ဖိုးတွေမတူတာကျွန်တော်ပြမယ်နော်အဲ့ဒီမတူတဲ့ number system ကိုဘယ်လိုလဲကြောင်းလိုက်ရတရားဆိုတော့ကျွန်တော်တို့ကိုဘယ်လိုထည့်တာလဲတော့ကြည့်မယ်နော်နောက်တစ်ခုဒီတရားဝင်ကျွန်တော်တို့ဘာ system တွေတောင်း hazard decimal system နဲ့ literal လို့ကြည့်အရှင်းမှာ hazard decimal လို့ပြီးရင်တရားโอเคတရားဆိုတဲ့တန်ဖိုးတွေရတယ်ခင်ဗျာ decimal အနေနဲ့တစ်မျိုးဟုတ်နော် binary အနေနဲ့တစ်မျိုးအော်ဒါ table ထွက်တယ်ဆိုတော့ကျွန်တော်တို့ပြโอเค run ကြည့်မယ်ပန်းကြီးမယ်โอเคโอเคကြီးမယ်တော့တိုက်ကြီးမယ်နော်တိုက်ကြီးမယ် တိုင်ကြည့်မယ်တိုင်ကြည့်မယ်ကြည့်မယ်ဟုတ်ပြီအဲ့ဒါမှမပိုင်ဘူးကြည့်ဒီ press တရားဆိုတော့တရား100 100ဆင် decimal letter decimal နဲ့ရင်းရတယ်တရားထည့်တာလေတရားပဲပြန်ထားအဲ့ဒီ decimal ကိုတော့ဗာပြန်ပြောင်းနော် binary system တော့လည်း b binary ဒါမှတရားဒါ binary system နဲ့ဆိုတာတရားဟုတ်လား order decimal system နဲ့ဆိုတာဒါ value ပါတရားပဲဟုတ်က hexadecimal နဲ့ဆိုတာဒါ value ပါတရားပဲ ော်အဲ့ဒါ determinant နဲ့တရားဘယ်လိုရေးလဲ as zero system တရားကိုပြောနော်နောက်တစ်ခုဒီတရားကိုကျွန်တော် access. တရားလို့လိုက်တယ်ပြီးကျွန်တော်တို့ဘာဖြစ်မလဲအဲ့ဒီတရားနဲ့တို့ binary system နဲ့တော့ထည့်လိုက်ဟုတ်နော် binary system နဲ့ထည့်ပြီးကျွန်တော်တို့ test ဆိုပြီးထုတ်တယ်ဒီ binary system တရား binary system နဲ့ဘာလို့ရဖို့ပဲရှိတာဘယ်လိုရှိမှာတော့ number chain နဲ့ပုံစံလေးပြောပါတော့ဒါကအကုန်လုံးနှစ်နဲ့နှစ်နဲ့လိုက်အောင်ပဲ position ကအဲ့0 1 2 0 1 2 and 2အဲ့လိုလေးနှစ်နှစ်နဲ့လေးဆိုပြီးတော့ နည်းနည်းမြောင်မြောင်ပဲအဲ့လိုလေးပြောင်းနေကျွန်တော်ရှင်းမှာ number system လေးပြောခဲ့နော်ဒါတရားအနေနဲ့တကယ်တရား binary နေနေဆိုပါလဲဆိုတော့ပို့ပဲဆိုတာကျွန်တော် data မှာကြီးနေတယ်အဲ့ဒီပုံစံပါနော် okay ပြန်တော့ဒါကိုပဲကျွန်တော် bin binary ကို binary ပုံစံပြောတော့ bin ပဲပြန်တရား binary ပြောင်းတော့ဒါပဲထွက်မယ်လေဟုတ်နော်ပြန်တော့ဒါ outer decimal အနေနဲ့ဒီလိုရှိမယ် hexadecimal decimal အနေနဲ့ဒီလိုရှိနောက်တစ်ရားပဲကျွန်တော် outer system နဲ့ပြောင်းတာဟုတ် outer system နဲ့ထည့်လိုက်တယ်ဆိုအဲ့တရား64ဟုတ်ပြန်တော့ဒါလို binary system ပြောင်းတယ် ပြီးတော့အစားတက်စင်ကြောင်းတယ်ပြောင်းကြည့်တဲ့ပုံစံဒါမျိုးကဒါပါမိတ်ဆက်ပြရအောင်လေ integer letter integer တွေမှာဒီလိုရေးလို့ရတယ်ဆိုတော့ကျွန်တော်ကလုပ်ချင်တယ်ပြချင်ဟုတ်လားပုံမှန်၃နေရာတော့ပုံမှန်မင်းတော့ကျွန်တော်၃နေရာတော့ဒါများတရားထည့်တယ်တစ်ထောင်ထည့်တယ်တသိန်းထည့်တယ် degree ထည့်တယ်ကျိုင်းတယ်လို့ထည့်ဒါလေးကျွန်တော်ပါပဲ integer letter များသောအသုံးများတာတော့ decimal system နဲ့အသုံးများပုံမှန် beginner ဆိုလဲအလောက်ပဲရတယ်ကျန်နေရာတွေကမှတ်ထားပေးဟုတ်လားငါတရားကို system တစ်မျိုးနဲ့ရေးချင်ပါနေဆိုရင်ဒါလေး 0b0o 0h okay 啊，你没还有，OK，再见。